AI ဆိုတာတော့ကျွန်တော်တို့ကဒါလူတွေရဲ့အသိဉာဏ်ကိုတူယူပြီးတော့သူကနားလည်နိုင်စွမ်းရှိအောင်လေ့လာနိုင်စွမ်းရှိအောင်အကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိအောင်ဒီအရေးချင်းတွေကိုတိစောက်တာဖြစ်တယ်လုပ်ငန်းမှာတုံးတဲ့ AI နဲ့ပုံမှန်တုံးတဲ့ AI မျိုးပါဘူးလုပ်ငန်းမှာတုံးတဲ့ AI ကြတော့ကျွန်တော်တို့ကရည်ရချက်ကလုပ်ငန်းကိုတိုးတက်အောင်မြင်အောင်ကြီးထွားအောင်ဟိုဒီခက်ခဲတွေကြုံတွေ့ရတဲ့အချိန်မှာ မှန်ကန်တဲ့ decision တွေအဆုံးဖြတ်ချက်ကိုချလိုက်အောင်လုပ်တာဖြစ်ပါတယ်ကတိုတက်အောင်မြင်တဲ့လုပ်ငန်းတွေအများစုတုံ့ပြန်ခဲ့တယ်။ဒါကကျေရှင်းနေတဲ့အားလုံးရှိပါတယ်။တော့ဒါကိုယ့်ရဲ့လုပ်ငန်းတွေအခုဖွဲ့စည်းမှရော KI 300ကိုအားပေးတဲ့ပြန်ပို့တဲ့ ဒီနေ့ကျွန်တော်တို့ပြုလုပ်တဲ့အဖွဲ့အစည်းက MIT ရဲ့ software products တွေကိုကျွန်တော်တို့က AI enterprise AI ကိုထည့်သွင်းပြီးတော့အသုံးပြုတဲ့ပုံစံကိုဒီ memory မှာရှိတဲ့ customer တွေကျွန်တော်တို့အသုံးပြုပြီးအားလုံးကိုဆက်ဆက်ပြရပါမယ်ဖြစ်လာပေါ့เนาะဒီလုပ်ငန်းတွေအနေနဲ့အစိန်ခေါ်မှုမျိုးစုံရှိတယ် ဝန်ထမ်းခက်ခဲတွေရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုပြင့်တင်ဖို့အတွက် AI အသုံးပြုတာပေါ့နော်ကျွန်တော်တို့ဒီမှာတော့လုပ်ငန်းသုံးဖြစ်တဲ့အတွက် enterprise AI business AI လို့ကျွန်တော်တို့ပြောပါတယ်ဒီ AI နည်းပညာကိုသုံးပြီးတော့စီးပွားရေးလုပ်ငန်းတွေမှာဝန်ထမ်းတွေရဲ့စွမ်းစွမ်းဆောင်ရည်အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်အကျိုးမြတ်အယောင်စတဲ့ဟာတွေကိုတိုးတက်အောင်လုပ်ဖို့အတွက် AI ကိုဘယ်လိုအသုံးပြုလို့ရတယ်ဆိုတာကိုကျွန်တော်တို့က ဒါကြည်ကြပြပြကျွန်တော်တို့တည်လာအောင်ကျွန်တော်တို့မိတ်ဆက်ပေးတာဖြစ်ပါတယ်။ Myanmar Information Technology MIT ကမြန်မာနိုင်ငံရဲ့ Digital နည်းပညာလူတက်ပြောင်းလဲမှုစနစ်မှာနှစ်ပေါင်း30ပြီးသွားရှေ့ဆောင်များပြပြင်းနဲ့ရည်တည်လာခဲ့တဲ့ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။1998ခုနှစ်မှာဒေါက်တာကျွန်းသူရတက်ကနေပြီးတော့စတင်တည်ထောင်ခဲ့ပြီးတော့အခုဆိုရင်တော့ဒီရင်းစီဘက်မှာကပဲဒီဘက်ဈေးဘက်တွေအချို့ပါထိုးထွက်ပြီးတော့အောင်မြင်ရရှိတဲ့မြန်မာထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ AI ဆိုတော့ကျွန်တော်တို့ကဒါလူတွေရဲ့အသိဉာဏ်ကိုအတူယူပြီးတော့သူကနားလည်နိုင်စွမ်းရှိအောင်လေ့လာနိုင်စွမ်းရှိအောင်အကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိအောင်ဒီအခြေချင်းတွေကိုတိစောက်တာဖြစ်တယ်။ကျွန်တော် AI ကိုမိမိလုပ်ငန်းရဲ့ကိုယ်စားလှယ်ဖြစ်အသုံးချတဲ့ပုံစံ။ Enterprise AI ကျွန်တော်လုပ်ငန်းတွေလုပ်ငန်းသုံး AI အကြောင်းတို့အဲ research တွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းဒီမှာဆုံးဖြတ်ချက်တွေချရတယ်ပြဿနာတွေဖြေရှင်းတယ် ထက်ခါထက်ခါလောက်ရတဲ့အလုပ်တွေကိုကျွန်တော်တို့ကဒါ AI ကိုအသုံးပြုစေခြင်းတဲ့အခါမှာဒီအလုပ်တွေလုပ်ဖို့အတွက်ကျွန်တော်တို့က AI ကိုအသုံးပြုတယ်။လုပ်ငန်းမှာသုံးတဲ့ AI နဲ့ပုံမှန်သုံးတဲ့ AI မတူပါဘူး။လုပ်ငန်းမှာသုံးတဲ့ AI ကြတော့ကျွန်တော်တို့ကရည်ရချက်ကလုပ်ငန်းကို တိုးတက်အောင်မြင်အောင်ကြီးထွားအောင်ဟိုဒီအခက်အခဲတွေကြုံတွေ့ရတဲ့အချိန်မှာမှန်ကန်တဲ့ decision တွေဆုံးဖြတ်ချက်တွေချနိုင်အောင်လုပ်တာဖြစ်ပါတယ်။ ဒါကျွန်တော်တို့ AI နဲ့သူ enterprise AI ပေါ့လုပ်ငန်းသုံး AI ရဲ့ quality ကျတယ်။ကျွန်တော် user chest ရဲ့ chest ကစားလို့ရှိတယ်။ဒီမှာ main door ရဲ့ chest master ရဲ့ AI နဲ့နောက်ပိုင်းကျတော့ဒီမှာ AI နဲ့နောက်တစ်ခုကကျွန်တော်တို့ဒီ AI ဆိုတဲ့အခါမှာတော့ဒါကျွန်တော်တို့လူသိများတာ ChatGPT ပေါ့ Open AI လို့လည်းခေါ်ရဲနောက်တစ်ခုက Google ရဲ့ Gemini ပေါ့เนาะဒါမျိုးဒီမှာကျွန်တော်တို့ကမေးချင်တာမေးလို့ရတယ် သူမှမေးလို့မရတာပါလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုအတိအကျမေးလို့မရအောင်ချက်ချင်းပြတီးရကျွန်တော်ကဘုတ်ပတ်ကြီးရအောင်အားသိသူမသိတာကျွန်တော်ရဲ့လုပ်ငန်းအကြောင်းကိုကျွန်တော်တို့ကဒီ enterprise တွေတုံးတဲ့လုပ်ငန်းအကြောင်းကိုမေးလို့ရတယ်။ဒါကြောင့်လဲဆိုတော့ဒီအများသုံး AI တွေကကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုမသိဘူး။အဲတော့ကျွန်တော်တို့ enterprise AI ကျတော့ကိုယ့်ရဲ့လုပ်ငန်းအခြေလက်တွေကိုအခြေခံပြီးတော့ကိုယ့်လုပ်ငန်းအတွက်တည်တင်းတည်ထိုက်တဲ့အဖြေတွေ ဒုတ်တင်လုပ်ထက်တဲ့အလုပ်တွေကိုဆောင်ရွက်ဖို့အတွက်အကြံပြုတာမျိုးကိုဒီ enterprise AI မှာလုပ်ပေးနိုင်ဆိုရရှိပါတယ်ဒီစီမွားရေးလုပ်ငန်းတွေမှာ seamless တော့เนาะခါရဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့အသုံးပြုတယ်ဖြစ်ပါတယ်။နောက်တစ်ခုကကြောက်ရအောင်ဒီ data တွေကကျွန်တော်တို့က private data ကဲ MIT ကထုတ်လုပ်တဲ့ software တွေကတော့အဓိကလုပ်ငန်း၃ပေါ့ကျွန်တော်တို့ကတော့ B B2 เนาะဒီ B ပေါ့ business တွေအသုံးပြုတဲ့လုပ်ငန်းကိုဥတီတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကပုံမှန်အသုံးများတာတော့ Enterprise Resource Planning လို့ခေါ်တဲ့ ERP ပေါ့။လုပ်ငန်းတိုင်းမှာသုံးတဲ့အခြေခံစနစ်ဖြစ်ပါတယ်။အဲ့တော့ဒီဟာကကျွန်တော်တို့ကခုနပြောလို့ Multi Level ရရတယ်ပေါ့နော်။ဘာမှလို့လဲမေးလို့ရတယ်။အဲ့ကျွန်တော်အင်္ဂလိပ်လိုလည်းမေးလို့ရတယ်။ Chinese လိုလည်းမေးလို့ရတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကအယောင်းစနစ်ပေါ့ point of sales လို့လည်းခေါ်ကြတယ်အဲ့တော့ဒါကျွန်တော်တို့ city mart တို့မျိုးဆိုင်ကြီးတွေ ocean လို့ဆိုင်ကြီးတွေမှာတုံးတာစပြီးတော့ဟိုဆိုင်အသေးလေးတွေထိပေါ့เนาะတုံးလို့ရတယ်။တစ်ဖက်ကလည်းကျွန်တော်တို့ကဆေးရုံတုံးတဲ့ software တွေရှိတယ်။ hotel ဆေးမှာတုံးတဲ့ software တွေရှိတယ်။ဆိုင်ရဆိုင်ရလုပ်ငန်းမျိုးစားအလိုက်ပေါ့တုံးတဲ့ software တွေရှိတယ်။ MIT မှာတော့အဓိကတိုးတက်အောင်မြင်နေတဲ့လုပ်ငန်းတွေအများစုတုံးဖို့အတွက်เนาะလိုအပ်တဲ့စနစ်တွေအားလုံးရှိပါတယ်။အထူးတူပဲ MSME ပေါ့နောက်ပိုင်းကျွန်တော်တို့ဟိုဒီအဓိကဈောင်းပေးလာတာဒီအသေးစားအငယ်စားအလတ်စားကုမ္ပဏီတွေတုံးဖို့အတွက်ပေါ့ဒီနည်းပညာတွေဒီစနစ်တွေကိုတိဆောက်ထားတာရှိပါတယ်။အမှန်အဆုံးပြောစေချင်တာကတော့ဟိုတခြားတစ်ခုကနေဒီတစ်ခုပြောင်းလဲဆိုရင်ဟို step ရှိနေပေါ့။ပြောင်းလဲသွားရင်တော့ကျွန်တော် update line contract ကတော့ company နဲ့ပြန်ချလုပ်ရဲ။ company နဲ့တစ်ခေါက်ပြန်လာရမယ်ပေါ့။အဲ့ဒါကိုလည်းဖြေချင်ချင်ပါလိမ့်ရှိတယ်။ဒီ legacy ကဒီ legacy ဆက်အားပါနေတဲ့ကိုပြောင်းတော့ ချုံရေးပေါ့ကျွန်တော်တို့ခေါ်တော့ trust နဲ့ safety ပေါ့နော်ယုံကြည်မှုရှိဖို့လိုတယ်လုံခြုံဖို့လိုတယ်စိတ်ချဖို့လိုတယ်ပေါ့တချို့ကလည်းဒါကို responsible AI လို့ကျွန်တော်တို့ပြောတယ် ethical AI လို့ပြောတယ်ဒါရန်အရေးကြီးပါတယ်ကျွန်တော်တို့ public သုံးတဲ့ AI လိုမျိုး ပတ်စံဒေါ်လာ20ပေးရင်မေးချင်တာမေးလို့ရတယ်မေးချင်တဲ့လောက်မေးလို့ရတယ်ဆိုတာမဟုတ်ဘူးကျွန်တော်တို့ business AI မှာကြတော့လုပ်ငန်းမှာရှိတယ်တာဝန်ရှိသူတယောက်ချင်းစီရဲ့လုပ်ပိုင်ခွင့်ကိုမူတည်ပြီးတော့သူ့ရဲ့ confidential data တွေကိုကျွန်တော်တို့ကလိုအပ်တယ်လို့တင်ပြပေးတယ်သူ့ရဲ့စမ်းဆောင်နိုင်စွမ်းတွေကိုလိုအပ်တယ်လို့စမ်းဆောင်ခွင့်ပေးတာမျိုးဖြစ်ပါတယ် တော့ကျွန်တော်တို့ဒီစနစ်တွေကိုတည်ထောင်တဲ့အခါမှာတိဆောက်တဲ့အခါမှာအရေးအကြီးဆုံးကတော့ခုနကပြောသလိုပေါ့နော် large enterprise တွေမဟုတ်ပဲနဲ့ဒီ MSME ပေါ့အသေးစားငယ်စားအလတ်စားလုပ်ငန်းတွေပါတုံးနိုင်အောင်ကျွန်တော်တို့ကစီစဉ်ပေးဖို့တို့ရဲဒီနေ့ကတော့ကျွန်တော်တို့လစဉ်ချေ user တယောက်ကိုတစ်လနော်ဒီဟိုဟာပေါ့ကျွန်တော်တို့5 dollars တို့မျိုးအတင်းတင်းနဲ့ဈေးနှုန်းကစပြီးတော့နောက်တစ်မျိုးကလည်းကျွန်တော်တို့က PSU Go ပေါ့နော်၃၃တလောက် ဒီကုန်ကြပေးရမျိုးလဲကျွန်တော်တို့ပုံစံနှစ်မျိုးလုံးကျွန်တော်တို့စစ်စင်ထားပေးပါတယ်ချို့ကြတော့အမြဲသုံးတဲ့သူတွေကြတော့ PSU Go ပေါ့နော်ဒီမှာကျွန်တော်တို့ကလူ9ယောက်ကိုအသုံးမယ်နော်25ချက်ကြမယ်ဆိုတာမျိုးနဲ့ကျွန်တော်တို့စစ်စင်တာမျိုးလည်းရှိပါတယ်အဲ့ဒါ press ID ကိုဒီ event မှာ subscribe လုပ်ပြီးတော့ဝင်နေဆိုတော့2015ဒီဇင်ဘာလလောက်ဒီ အထက်မဲ့ free အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်ဈေးနှုန်းကတော့25ဒေါ်လာပါမှတ်တလောက်25ဒေါ်လာတက်နေမှာဖြစ်ပြီးတော့အများဆုံး user 9ယောက်ထိအသုံးပြုရမှာအော်ဒီအဲဒီခက်က AI ခက်ပေါ့အဲကျွန်တော်တို့အရေးကြီးတာတော့ကိုယ့်ရဲ့စနစ်တွေကို cloud ပေါ်မှာဒီစောင့်နိုင်ဖို့လိုတယ်ပြောင်းရွှေ့နိုင်ဖို့လိုတယ်ဒါနံပါတ်1အချက်ပါဒုတိယအချက်ကတော့ AI ခက်ဆိုတော့ AI ကိုတက်နိုင်တဲ့ရေအစသုံးနိုင်ဖို့ပေါ့နော်အော်ဒါကိုယ့်ရဲ့ဝန်ထမ်းတွေရောကိုယ့်ဖွဲ့စည်းမှရော AI သုံးတာကို အားပေးတဲ့ပံ့ပိုးတဲ့ပြီးတော့စပြီးတော့ကျွန်တော်တို့ကဒီဟိုပေါ့ကျွန်တော်တို့ခုနကပြောရဲအသုံးလုံးပေါ့နော်ဒီအတိအတက်အမြင်ရှိဖို့ကျွန်တော်တို့ကလုပ်ဖို့လုပ်ရဲအမားအမားတွေလည်းဖြစ်နိုင်တာပေါ့နော်တချို့နေရာမှာတော့အမားတွေကိုလည်းဟိုကနော်ဒီ user ပါတဲ့ဟာတွေကိုလည်းကိုက user တွေကနော်ဒီဟိုပေါ့တိအောင်တက်အောင်နဲ့ပြီးတော့နော်ဒါတွေကိုကျွမ်းကျင်လာအောင်တုတ်ဖို့အတွက်ကျွန်တော်တို့ကမှောက်ခွင့်နဲ့ပေးဖို့လိုတယ်စမ်းခွင့်နဲ့ပေးဖို့လိုတယ်ဒါကျွန်တော် playground လေးရှိဖို့လိုတယ် တချို့ AI tools တွေကတော့ကျွန်တော်တို့ကဒါအလကားရတဲ့ tools တွေလည်းအများကြီးရှိတယ်။ MIT နေနေတဲ့စံသက်ကာလတစ်ခုမှာကျွန်တော်တို့သုံးခင်ပေးတာတွေလည်းရှိတယ်။အဲ့တော့ဒါမျိုးသုံးပြီးတော့ကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်ပေါ့လုပ်ငန်းအတွက်အကျိုးရှိအောင်သုံးဖို့ဒါဖြေရှားဖို့လိုပါတယ်။အော်နည်းပညာဆိုတဲ့အခါမှာတော့အကောင်းဆုံးတွဲလာတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဒီအဓိက AI သုံးတဲ့အခါမှာဒီလူက control ရှိဖို့လိုတယ်။ဒီနည်းပညာကိုလူကအကျွမ်းကျင်ဖို့လိုတယ်ကွန်ထရိုးရှိဖို့လိုတယ်အဲ့တော့အန်ဒီမဖြစ်အောင် ဒီ responsible AI AI ကိုလူအတိုင်းဝိုင်းအတွက်ဟိုတာဝန်ယူမှုရှိပြီးတော့တုံးတာကိုယ့်အတွက် NDA မဖြစ်အောင်တုံးတာကိုယ့်အတွက်အကျိုးရှိအောင်တုံးတာမျိုးကိုကျွန်တော်တို့အလေးထားဖို့လိုပါတယ်